ဂျူဗာနိုရာဟာရာရီရဲ့ A Brief History of Humankind CBS ကိုဆရာမန်ဒီဟာတွန်းကဘာသာပြန်ဆိုထားတဲ့လူသားတို့၏တမိုင်းအနှစ်ချုပ်။ဤစာအုပ်ကိုဖတ်ရှုခွင့်ပြုပါရန်ဆရာနဲ့တကွသက်ဆိုင်သူများအားလုံးထံမှခွင့်တောင်းလိုက်ပါတယ်ရှင်။အပိုင်း29ဘာကြောင့်ဥရောပဖြစ်ရတာလဲ။မြောက်အတ္တလန္တိတ်ပုတ်တရာတွေကဂျွန်ကြီးတဂျွန်ကလူတွေအော်စတြေးလျတောင်ဘက်ကဂျွန်ကြီးတဂျွန်ကိုအောင်းနိုင်ခဲ့တာ တမားရဲ့ကမောက်ကမဖြစ်ရဲ့တွေ့တဲ့ကတခုပါခုတ်တုတ်ခီးစင်တိုင်းကမှာဗြိတိန်ကျွန်းတွေနဲ့အနောက်ဥရောပဟာရေပူရအဖျင်မြေထဲပင်လယ်ကဘာရဲ့ဝေးလံခေါင်တည်တဲ့မထင်မရှားဒေသတွေပါအဲ့ဒီထဲမှာအေးပါတဲ့ကိစ္စဖြစ်ဖြစ်သွားတယ်ဆိုတာသိနေပါတယ်ဥရောပခေတ်တင်ပတိုင်းမီတခုတည်းတော့အေးပါလာတဲ့ရောမအင်ပါရာဒီပင်သူတနာဥစ္စာများစုကိုမြောက်အာဖရိကဘောလ်ကန်နဲ့အရှေ့အလယ်ပိုင်းဒေသတွေကနေရရှိခဲ့တာပါ ရောမရဲ့အနောက်ဥရောပဒေသတွေကလုံခြာလာတဲ့အရင်အနောက်ဒေသတခုပါဓာတ်တတုနဲ့ဂျိုနီကလွဲရင်ရောမကိုသူတို့ပြီးနိုင်တာအနွန်နေပါတယ်အနောက်ဥရောပကတိတ်ကိုအထီးတဲခံဖြားပြီးအရင်ဆန်လေတော့သူများကလာသိမ့်ပိုက်ဖို့တောင်မတန်ပါဘူး15ရာစုအဆုံးမရောက်တော့မှသာဥရောပဟာရေးပါတဲ့စီးရေးနိုင်ငံရေးစီးပွားရေးနဲ့ယဉ်ကျေးမှုတို့တိုးတက်ရာမြေတောင်မြောက်ရာဘူမိနှက်တန်ဖြစ်လာခဲ့တယ်1500နဲ့1850ကြားမှာ အနောက်ဥရောပကတိုးတက်မှုအရှင်ဆက်လက်ရပြီးတော့ပြင်ပကဘာလို့ခေါ်တဲ့အာဖရိကတိုင်းနှစ်တိုင်းနဲ့သမုဒ္ဒရာဒေသများရဲ့အရှင်သခင်ဖြစ်လာခဲ့တယ်။ဒါတောင်အဲ့ဒီအချိန်ကဥရောပကအာရှရဲ့မဟာအင်အားကြီးတွေနဲ့ပတ်နေတဲ့အစဉ်မရောက်သေးပါဘူး။ဥရောပသားတွေအမေရိကတိုက်ကိုအောင်းနိုင်ပြီးပင်လယ်ရေကြောင်းမှာထိတ်တန့်ရောက်လာတဲ့အဓိကအကြောင်းက အာရှအင်အားကြီးနိုင်ငံတွေကအမေရိကကိုစိတ်ဝင်စားလို့ပါ။မြေထဲပင်လယ်မှာအော်တိုမန်အင်ပါယာ ပါရှားမှာဆာဖာဘစ်အင်ပါရာအိန္ဒိယမှာမဂိုအင်ပါရာတရုတ်မင်းနဲ့ချင်းမင်းဆက်တွေအတွက်ခေတ်သစ်ဥပိုင်းကရွှေခေတ်တစ်ခေတ်ဖြစ်ခဲ့တာပါသူတို့နယ်မြေတွေမှာလူဦးရေနဲ့စီးပွားရေးတိုးတက်မှုကမကြုံစဘူးကြီးမားကျယ်ပြန့်ခဲ့တာပါ1985မှာအာရှကကမ္ဘာစီးပွားရေးရဲ့80ရာခိုင်နှုန်းကိုနေရာယူထားခဲ့တယ်အိန္ဒိယနဲ့တရုတ်နှစ်နိုင်ငံပေါင်းရင်ကမ္ဘာထုတ်ကုန်ရဲ့၃ပုံပုံ၂ပုံရှိတယ်ဒါရင်းနဲ့ရှင်လာရင်ဥရောပကစီးပွားရေးမှာပြည့်စည်ကလေး ကမ္ဘာပါဝါဘူချက်ကဥရောပဘက်ကို ရိမ့်လာတာ1950နဲ့1850ကြာမှာပါဒီနှစ်တရာအတွင်းမှာဥရောပသားတွေကအာရှပါဝါတွေကိုစစ်ပွဲတွေအလီလီနိုင်ပြီးအရှက်ရစေခဲ့တယ်အာရှရဲ့နယ်မြေများပြားကိုလည်းသိမ်းခဲ့တယ်1900ပြည့်နှစ်မတိုင်မီမှာဥရောပသားတွေကကမ္ဘာနယ်မြေများစုနဲ့ကမ္ဘာစီးပွားရေးကိုမြင်းမြင်းမြန်မြန်ချုပ်ကန်နေနိုင်ခဲ့ပါပြီ1950မှာအနောက်ဥရောပနဲ့အမေရိကန်ပြည်ထောင်စုပေါင်းရင်း ကမ္ဘာထုတ်ကုန်ရဲ့တဝက်ကျော်ပါတယ်တရုတ်ကတော့9အရာဂိုင်းလုံးထိကိုကျဆင်းသွားခဲ့တာပါဥရောပရဲ့ဦးဆောင်မှုအောက်မှာကမ္ဘာအစီအစဉ်တွေနဲ့ကမ္ဘာယဉ်ကျေးမှုတွေပေါ်ထွက်လာခဲ့တယ်ယနေ့မှာတော့လူသားအလုံးဟာသူတို့တကယ်တမ်းဝန်ခံခြင်းနဲ့အတိုင်းအတာထက်ကိုပုံလွန်ပြီးတော့ဝက်ပုံစားပုံတွေးခေါ်နေခန်းစားသုံးဆောင်မှုမှာဥရောပပုံစံဖြစ်နေပါပြီဥရောပဆန့်ကျင်သူတွေလို့သူတို့အပြောကောင်းကောင်းနဲ့ပြောချင်ပြောမယ်ဒါပေမဲ့ကမ္ဘာပေါ်ကလူတိုင်းနှီးပါးကနိုင်ငံရေးဆေးပညာစစ်နဲ့ စီးပွားရေးခန္ဓာတွေကိုဥရောပအမြင်နဲ့ကြည့်ကြတယ်ဥရောပခံစားမှုဥရောပဘာသာစကားတွေနဲ့ရေးထားတဲ့ဂီတကိုနားထောင်ကြတယ်ဒုံတို့ပြန်လဲတိုးတက်လာတဲ့အရင်ကထိတ်တန့်နေရကိုမကြခင်ပြန်ရကောင်းရလာနိုင်တဲ့ယနေ့တရုတ်ပြည်ရဲ့စီးပွားရေးဒီပင်ကုန်ထုတ်လုပ်မှုနဲ့ဖန်တာရေးပါဥရောပပုံစံပေါ်အခြေတည်ထားတာပါယူရေးရှားရဲ့အေးဆက်ဆက်လက်ချောင်းကလူတွေကကမ္ဘာချောင်းချိုချောင်းကြားကနေဘယ်လိုလုပ်ထွက်လာပြီးတကမ္ဘာလုံးကိုသိမ်းသွားတာလဲဥရောပရဲ့ သိပ္ပံပညာရှင်တွေဆိုရင်မကြာခဏပဲမွန်တင်ခံရတယ်1850နောက်ပိုင်းမှာဥရောပရဲ့ကြီးစိုးမှုကစစ်ဖက်ဆက်မှုသိပ္ပံတွဲဖက်နဲ့ဤပညာကျွမ်းကျင်မှုတွေပေါ်အများကြီးပြီးကိုခဲ့ရတာတန်တရားဖြစ်စရာမလိုပါဘူးအောင်မြင်တဲ့ခေတ်သစ်နှောင်းအန်ဖာရာရီအားလုံးဟာဤပညာစံသစ်မှုတွေရဲ့အကျိုးမြတ်ကိုရိတ်သိမ်းလိုတဲ့မျှော်လင့်ချက်နဲ့သိပ္ပံသူဒေသနာကိုပြုထောင်ခဲ့ပါတယ်သိပ္ပံပညာရှင်များကလည်းသူတို့အမ်ဖာရာအရှင်သခင်တွေအတွက်စစ်လက်နဲ့ဈေးပညာနဲ့ဆက်ရန်တရားတွေအတွက်အလုံးလုံးခဲ့ကြပါတယ် ဥရောပစစ်သားတွေအာဖရိကရန်သူတွေနဲ့တိုက်တဲ့အခါပြောလို့ရှိတဲ့အပြောတစ်ခုရှိတယ်။လာစမ်းပါစေငါတို့မှာဆက်တက်နေတွေရှိတယ်သူတို့မှာမရှိဘူး။ရပ်ဖက်နည်းပညာတွေကလည်းထပ်တူအရေးပါခဲ့ပါတယ်။စီတုဘူးတွေကစစ်သားတွေကိုဖိုက်ဖြေးပေးတယ်။ရထားလမ်းတွေမိသင်းမောတွေကစစ်သားတွေနဲ့ရိတ်ခါတွေကိုတဲပို့ပေးတယ်။စီဝါအစ်တတပြုံးဓမ္မကြီးကစစ်သားတွေတင်မောသားတွေနဲ့မိရထအင်ဂျင်နီယာတွေကိုကုသပေးတယ်ဒီလို ထောက်ပံ့ပို့ဆက်ရေရှိရမှုတွေကဥရောပသားတွေရဲ့အာဖရိကအောင်ပွဲမှာဆက်သက်နှက်ထက်ပိုပြီးထင်ရှားတဲ့ကဏ္ဍကနေပါဝင်ခဲ့တာပါ1850ပတိုင်းခင်မှာတော့ဒီလိုမဟုတ်သေးပါဘူးစစ်ဖက်ဆမ်ဘူသိပ်ပံအတွဲဖက်ကဖွံ့ဖြိုးကစားပဲရှိသေးတယ်ဆမ်မူခေပြောင်းရဲ့ဤပညာအသီးအပွင့်တွေကမမဲ့သေးဘူးဥရောပအာရှနဲ့အာဖရိကအင်အားကြီးနိုင်ငံတွေရဲ့ဤပညာကွာဟာချက်ကကျင်းမြောင်းနေပါသေးတယ်1980မှာဂျိန်းကော့ကဩစတြေးလျ အဘော်ရီဂျီတွေထက်ပုံကြီးတာတဲ့နည်းပညာရှိတယ်လို့တရုတ်တွေနဲ့အော်တိုမန်တွေမှာလည်းရှိခဲ့ပါတယ်ဒါဆိုဩစတြေးလျကိုစူးစမ်းနေချက်ခဲ့တာဘာလို့ကပတိန်ဂျင်းစကော့ဖြစ်နေပြီးဘာလို့ကပတိန်ဝမ်ဂျန်ဆဲတို့ကပတိန်ဟူစိန်ပါရှာတို့မဖြစ်ခဲ့တာလဲဒါထက်ပိုရေးကြီးတာက1990မှာဥရောပကမော့စလင်အိန္ဒိယနဲ့တရုတ်တို့ပေါ်နည်းပညာသိသိသာသာအသာစီးများခဲ့ပါပဲနောက်ရာစုနှစ်ထဲမှာသူတို့နဲ့ကြံတဲ့ကဘာကြားကကွာဟာချက်ကြီးမားသွားအောင် စွမ်းဆောင်နိုင်ခဲ့တာလေဆက်မှုစစ်ဖက်တိတ်ပံတွဲဖက်ကအိန္ဒိယမှာမဖြစ်ပဲဘာလို့ဥရောပမှာဖြစ်ခဲ့တာလဲဗြိတိန်ကခုံပြန်ကြော်လာတိုးတက်လာတဲ့အခါပြင်သစ်ဂျာမနီနဲ့အမေရိကန်တို့ကခက်သက်သက်အမိလိုက်နိုင်တာဘာလို့လဲဘာလို့တရုတ်ကကြံနေခဲ့တာလဲဆက်မှုနိုင်ငံနဲ့ဆက်မှုမဟုတ်တဲ့နိုင်ငံတွေချာမှာကွာခြားချက်ကစီးပွားရေးနဲ့နိုင်ငံရေးအချက်အချောင်းဆိုရင်ရုရှား၊အီတလီနဲ့အော်စတီးယားတို့ကဒီကွာခြားချက်ကိုဘာလို့ဖြေရှင်းနိုင်ခဲ့ပြီးတော့ပါရှား၊အီဂျစ်နဲ့အော်တိုမန်အင်ပါယာတို့ကဘာလို့မအောင်မြင်ခဲ့တာလဲ နောက်ဆုံးတော့ပထမဆက်မှုလာရန်ဤပညာကတော်တော်ရိုးရှင်းပါတယ်။ရေနွေးငွေ့အင်ဂျင်တီထွင်ဖို့ဆက်သက်တ်တွေထုတ်ဖို့နဲ့ရထားလမ်းတွေခင်းဖို့တရုတ်တွေနဲ့အော်တိုမန်တို့အတွက်တိတ်ခက်ခဲခဲ့သလား။ကမ္ဘာပထမဆုံးစီးပွားရေးတုံးရထားလမ်းကို1830ပြည့်နှစ်ဗြိတိန်မှာဖွင့်ခဲ့တယ်။1850မတိုင်ခင်အနောက်နိုင်ငံတွေမှာရထားလမ်းကီလိုမီတာ4000နီးပါးဖောက်လုပ်ပြီးတဲ့အချိန်တွေမှာအာရှအာဖရိကနဲ့လက်တင်အမေရိကအားလုံးပေါင်းမှာရထားလမ်းကီလိုမီတာ4000ပဲရှိတယ်။ 1880ပြည့်အနောက်ကဘာကရထားလမ်းကီလိုမီတာ35တောင်းကျော်တိုးချဲ့အင်အားဖြည့်နေတဲ့အချိန်မှာပဲကျန်တဲ့ကမ္ဘာဒေသတွေမှာကီလိုမီတာ3တောင်းခွဲလောက်ပဲတိုးတက်လာခဲ့တယ်။အဲဒီကလည်းအများစုကဗြိတိန်ကအိန္ဒိယမှာခင်းပေးတဲ့ရထားလမ်းတွေပါ။တရုတ်မှာဆို1886ခုနှစ်မှာမှပထမဆုံးရထားလမ်းကိုဖွင့်လှစ်နိုင်ခဲ့တယ်။25ကီလိုမီတာရှည်တဲ့လမ်းကိုဥရောပသားတွေကပဲဖောက်လုပ်ပေးခဲ့တာပါ။နောက်နှစ်မှာတရုတ်ဆိုရကဒီလမ်းကို ဖြက်စီပြလာရော1880အရောက်တရုတ်အင်ဖရာမှာယထာလန်တစ်ခုမှကိုမရှိတာပါ။ပါရှားရဲ့ပြမဆုံယထာလန်ကိုတော့1888မှာဖောက်လုပ်ခဲ့တယ်။အဲ့ဒီလန်ကမြို့တော်တီဟရန်နဲ့တောင်ဘက်10ကီလိုမီတာကွာမှာရှိတဲ့မော့စလင်ထွန့်မြန်နေရာတစ်ခုကိုဆက်သွယ်ထားပါတယ်။ဘယ်လ်ဂျီယန်ကုမ္ပဏီတစ်ခုကဆောက်ပေးခဲ့တာပါ။တိုင်းပြည်ခြေဝင်းကဗြိတိန်ရဲ့ခုနှစ်ဆလောက်ပူကြီးပေမဲ့1950အထိပါရှားရဲ့ယထာလန်ကွန်ရက်ကကီလိုမီတာ2500လေးပဲရှိခဲ့တယ်။ တရုတ်နဲ့ပါရှန်တွေကရင်သွင်းခွင့်အင်ဂျင်လိုမျိုးနီးပညာတီထွင်မှုတွေမချို့တက်ခဲ့ပါဘူးဒါမျိုးကလွတ်လွတ်လပ်လပ်ပုံတူကူးလို့ဖြစ်စေဝယ်လို့ဖြစ်စေရနိုင်ပါတယ်သူတို့ချို့တက်တာကစံနှုန်းတန်ဖိုးတွေဒဏ္ဍာရီတွေတရားစီရင်ရေးစနစ်နဲ့လူမှုနိုင်ငံရေးဖွဲ့စည်းပုံတွေဖြစ်ပါတယ်ဒါတွေကိုအနောက်ကဘာကတော့ဖွဲ့စည်းတိုးတက်ရင်ကျက်ဖို့ရာစုနှစ်ပေါင်းများစွာကြိုးပမ်းခဲ့တာဖြစ်ပြီးတော့လင်းလင်းမြန်မြန်ပုံတူကူးပြီးပြောင်းလဲလုပ်ဖို့မလွယ်တဲ့အရာတွေပါပြင်သစ်နဲ့အမေရိကန်ကတော့ဗြိတိန်ရဲ့ခြေရာကိုမြန်မြန်နေနိုင်တာသူတို့မှာ ဗြိတိရှဒန်နာရီနဲ့လူမှုဖွဲ့စည်းပုံတွေကိုမျှဝေရရှိထားပြီးသားဖြစ်လို့ပါတရုတ်တွေပါရှန်တွေကတော့မြန်မြန်မလိုက်နိုင်တာသူတို့လူဖွဲ့စည်းကိုသူတို့တွေးခေါ်ပုံဖွဲ့စည်းပုံတွေကွဲပြားနေလို့ပါဒီရှင်းလက်ချက်က1500ကနေ1850ခုနှစ်ကြာကာလကိုနားလည်ဖို့ကူညီမှာပါ ဒီကာလမှာဥရောပကနည်းပညာနိုင်ငံရေးစီးရေးနဲ့စီးပွားရေးအသာချက်တွေအားရအင်အားကြီးတွေထက်တိတိတသာရှိမနေခဲ့ပေမဲ့ထူးခြားတဲ့စွမ်းစားတစ်ခုကိုတိဆောက်ခဲ့ပြီးပါပြီ။ဒါရဲ့ရေးပါမှုက1850တဝိုက်ကြမှာရုပ်တရက်ဆိုသလိုတိတာထင်ရှားလာခဲ့ပါတယ်။1980မှာဥရောပတရုတ်နဲ့မော့စလင်ကဘာတို့ရဲ့အကြမ်းမှာဗန့်မြနေတယ်လို့ထင်ရခြင်းကထင်မြင်မှားမှုတစ်ခုပါ။မျော်စင်မြင့်မြင့်တွေတိဆောက်နေတဲ့ဆောက်လို့ရင်းနှစ်ခုကိုတွဲကြည့်လိုက်ပါ။ဒူးကအစ်စ်တွေ၊ရွှွန့်တွေ၊အုတ်တွေနဲ့ဆောက်တယ်။ နောက်တူကတမ်မီတွေအင်္ဂရိတ်တွေနဲ့စောက်တာဒီနီးလန်းနှစ်ခုကြာကွာချက်ကအစမှမသိတာဘူးမျောစင်နှစ်ခုလုံးကပြီးစီးမှုရောအမြင့်ရောတူတူလောက်ပဲတနေရာရောက်မှာတော့တစ်ရွှန့်တွေနဲ့မျောစင်ကဆက်တက်လို့မရတော့ပဲပြိုလဲကြတော့တာပဲတမ်မီအင်္ဂရိတ်နဲ့မျောစင်ကတော့ထပ်ပြီးတစ်ထပ်ဆက်ပြီးမြင့်တက်လာလိုက်တာမျက်စိတစုံပါပဲခေတ်သစ်နောင်ကဘာကိုကြီးစိုးဖို့ခေတ်သစ်ဥမာပြိုးထောင်ခဲ့တဲ့ဥရောပရဲ့အစွမ်းစားကဘာလဲဒီမေကွန်းအတွက်တစ်ခုနဲ့တစ်ခုအပြန်အလှန်ဖြည့်ဆည်းပေးမယ်အဖြစ် နှစ်ခုရှိပါတယ်ခေတ္တသိပ္ပံပညာနဲ့အရင်ရှင်ဝါတာပါနီးပညာရဲ့အာသာချက်တွေကိုမခံစားရသေးခင်မှာကိုဥဒ္ဓဝသားတွေကသိပ္ပံတွေတွေအရင်ရှင်တွေတွေပြီးဆောင်ရွက်လေးရှိကြတာအသားကျနေခဲ့ပါပြီနီးပညာကြောင့်ပေါပေါတိုးတဲ့အချိန်လဲစရောဥဒ္ဓဝသားတွေကဒီအခိုက်ကိုတခြားသူတွေထက်ပိုပြီးအသုံးချနိုင်ခဲ့ပါတယ်ဒါကြောင့်ဥဒ္ဓဝနယ်ချက်စနစ်က27ရာစုနောက်ဥရောပကဘာကိုကဘာအေးပါဆုံးအမွေဖြစ်တိတ်ပန်တဲ့အရင်ရှင်ဝါဒကိုပြည့်ရခဲ့တာမတော်တဆမဟုတ်ပါဘူး ဥရောပနဲ့ဥရောပသားတွေကကမ္ဘာကိုအုပ်စိုးတာမဟုတ်တော့ဘဲနဲ့တိတ်ပန်တဲ့ယင်းနှမှုနံမှုကကြီးမားတစ်ထက်ကြီးမားလာခဲ့ပါတယ်။ယင်းရှင်စနစ်ရဲ့အောင်ဝတ်တွေကိုနောက်အခန်းမှာဆွေးနွေးပါမယ်။ဒီအခန်းကတော့ဥရောပနယ်ချဲ့ဝါဒနဲ့ခေတ်တိတ်ပန်တို့ရဲ့အခြေစံလန်အတွက်ပဲရည်ရွယ်ပါတယ်။အောင်နိုင်သူတို့ဤစိတ်ထားခေတ်တိတ်ပန်ပညာတိုးတက်မှုအတွက်ဥရောပ Emperor တွေကိုကျေးဇူးတင်ရမှာပါ။ဒီ ပညာနယ်ပယ်ကရှေးသိပ်ပံဆင်လာတွေဖြစ်တဲ့ကန္ဒဝင်ဂရိတရုတ်အိန္ဒိယနဲ့အစ္စလမ်ဆင်လာတွေကိုကျေးဇူးကျွေးရှိပါတယ်။ဒါပေမဲ့ခေတ်သိပ်ပံရဲ့တမူထူးတဲ့လက္ခဏာကခေတ်သစ်ဥပိုင်းကကြမှာရုပ်လုံးပေါ်လာခဲ့တာပါ။စပိန်၊ပေါ်တူဂီ၊ဗြိတိန်၊ပြင်သစ်၊ရုရှားနဲ့နယ်သာလန်တို့ရဲ့နယ်ချဲ့သိမ်းပိုင်းမှုနဲ့အတူဖြစ်လာခဲ့တာပေါ့။ခေတ်သစ်ဥပိုင်းမှာတရုတ်အိန္ဒိယမော့စလင်ဒေသရင်းအမေရိကန်ပိုလီနီးရှန်းတွေကဆက်မှုခေတ်ပြောင်းအတွက်အရေးပါတဲ့အထောက်ပံ့တွေဆက်ပေးနေခဲ့သေးတယ်။ မွတ်စလင်ဘောဂမီရာပညာရှင်တွေရဲ့ဒွိခေါ်ရီကိုအဒမ်စမစ်ကောမတ်တို့လည်လာခဲ့တယ်။ဒီတိုင်းအမေရိကန်သားတွေရဲ့ဈေးကူတုံးတွေကအင်္ဂလိပ်ဈေးပညာကျမ်းတွေထဲကိုရောက်လာခဲ့တယ်။ပိုလီနီးရှန်းတွေရဲ့အချက်အလက်တွေနဲ့အနောက်တိုင်းမြို့သားပြည်သားပညာကတခစ်ဆန်းခဲ့တယ်။ဒါပေမဲ့၂၀ရာစုအလယ်ထိအမျိုးမျိုးသောသိပ္ပံတွင်းရှိမှုတွေကိုစုဆောင်းတာသိပ္ပံပညာရဲ့အသစ်တွေကိုဖန်တီးတာကဥရောပအင်ဖာရာရဲ့ပညာတတ်လူမလိုင်တွေပဲဖြစ်ပါတယ်။ အရှိန်အစ္စလမ်ကဘာတွေကဥရောပလိုပဲတိတ်တော်ပြီးစူးစမ်းတက်တဲ့အုံနောက်တွေမွေးထုတ်ပေးခဲ့တယ်။ဒါပေမဲ့1500နဲ့1950ကျမှသူတို့တွေစီကနျူတန်ရဲ့ယူပဗေဒ၊ဒါဝင်ရဲ့ဇီဝဗေဒလိုမျိုးပညာတွေပညာရှင်တွေနီးနီးဆက်ဆက်တောင်ပေါ်ထွက်မလာခဲ့ပါဘူး။ ဒီလိုပြောတာဥရောပသားတွေမှာပဲတိတ်ပန်အတွက်တမူထူးတဲ့ဗီဇပါတယ်လို့မဆိုလိုပါဘူးသူတို့ပဲယူဘဗေဒဇီဘဗေဒနယ်ပယ်တွေကိုထာရလွှမ်းမိုးထားလိမ့်မယ်လို့လည်းပြောလိုတာမဟုတ်ပါဘူးအစ္စလမ်အယူဆပေါ်တာနဲ့အတူဖြစ်ခဲ့တဲ့အားရအကြီးဆုံးမှုကိုထတ်တွေပါရှန်တွေက အနိုင်သိမ်းပိုက်လိုက်တယ်လို့ပဲခေတ်တိတ်ပန်ဟာဥရောပရဲ့အထူးကျွမ်းကျင်တဲ့ဘာသာရပ်အဖြစ်ကနေယနေ့ဆိုရင်လူပေါင်းများစွာရဲ့ကိစ္စဖြစ်လာနေပါပြီခေတ်သိပ်ပံနဲ့ဥရောပနယ်ချက်စနစ်ကိုဘာကမြ ခံမြင့်အောင်ချီနှောင်ပေးခဲ့တာလေ။နီးပညာဟာ19နဲ့20ရာစုတွေမှာအရေးပါတဲ့အချက်ဖြစ်ခဲ့ပေမဲ့ခေတ်သစ်ဥပိုင်းတုန်းကတော့သူကတိတ်အရေးမပါလှသေးပါဘူး။အဓိကအကြောင်းကအပင်တွေရှာတဲ့ယောဂဗေဒပညာရှင်ရဲ့ကိုလိုနီနယ်ရှာတဲ့ရေတဲ့ရာရှိရဲ့တူညီတဲ့စိတ်နေစိတ်ဓာတ်ရှိမှုပါ။သူတို့နှစ်ဦးစလုံးကမသိမှုကိုဝန်ခံရာကအစပြုတယ်။ဘိုးဘံမှာဘာတွေရှိလဲငါတို့မသိဘူးသူတို့ကလျှောက်သွားပြီးအစ်စ်အစ်စ်တွေတွေးရှိဖို့ပဲစိတ် ထက်တန်နေခဲ့တာပြီးတော့တိလာတဲ့ဘ ഹു သူဒအစ်တွေက သူတို့ကိုကမ္ဘာအရှင်သခင်တွေဖြစ်စေလိမ့်မယ်လို့သူတို့ညွှန်လင်းခဲ့ကြတယ်။ဥရောပနယ်ချက်စနစ်ကတမိုင်းမှာတခြားသောနယ်ချက်စီမံကိန်းတွေနဲ့လုံးလုံးလည်လည်မတူပါဘူး။သူရှိကအန်ဖာရာရှာဖွေသူတွေကသူတို့ကိုသူတို့လောကကမ္ဘာကြီးကိုနားလည်ပြီးသားလို့မှတ်ယူထားကြတယ်။သူတို့အောင်နိုင်မှုကသူတို့ရဲ့လောကမြင်ကိုတုံးချဖို့နဲ့ပြန့်ပွားဖို့အတွက်သာပဲ။ဥမာပေးရရင်အာရဗျတွေက သူတို့မသိသေးတာကိုရှာဖွေဖို့ Egypt Spain နဲ့ India တို့ကိုတိုက်ပိုက်ခဲ့တာမဟုတ်ဘူးယောမမကိုနဲ့ Esther တို့ကနယ်မြေတစ်တွေအငမ်းမရလိုက်သိမ်းတာတကူအာနာနဲ့ချမ်းသာမှုအတွက်ပဲဘူတုဒအတွက်မဟုတ်ဘူးရှင်ပြောရရင်ဥရောပနယ်ခြေသမားတွေကတော့တိုင်းတစ်ပါးကို ရွှဲလွှင့်တာနယ်သစ်ပယ်သစ်တွေနဲ့အတူအသည့်သစ်တွေရဖို့မျှော်လင့်ချက်နဲ့ပါဒီလိုတွေးတာက James Cook ကပြမဆုံးဖုတ်ပါဘူး။ဆန်ကားနဲ့16ပြာစုက Portuguese နဲ့ Spain ရေချောင်းခီးသွားတွေကဒီလိုတွေ့ခဲ့ပြီးသားရှားဖွေသွားလာသူ Minda Henry, Henry the Navigator နဲ့ Vasco da Gama တို့ကအာဖရိကကမ်းရိုးတန်းတွေကိုလေ့လာရင်းကျွန်းတွေစိတ်ကမ်းတွေကိုသိယူခဲ့တာပါ Christopher Columbus ကအမေရိကကိုရှာတွေ့အပြီးချက်ချင်းမဲ့နည်းမြေတစ်တွေအုပ်ချုပ်ခွင့်ကို Spain ဘီယင်ထံကိုတောင်းခံခဲ့ပါတယ် Ferdinand Magellan က ကမ္ဘာတစ်ပတ်ခီးအီးနှမ်းချောင်းကိုသိရှိသွားပြီးတက်ဆက်ထဲမှာပဲဖိလစ်ပိုင်ကျွန်းတွေကိုစပိန်အောင်နိုင်ဖို့အခြေပြုပေးခဲ့ပါတယ်ကြလာတာနဲ့အမြဘူသူဒရရှိမှုနဲ့နည်းမြအောင်နိုင်မှုကခက်ခဲမှမရောရှက်လာခဲ့ပါတယ်။၁၈နှစ်၁၉ရာစုတွေမှာဥရောပကနေဝေးလံတဲ့ဒေသတွေကိုထွက်ခွာသွားတဲ့ရေးပါတဲ့စစ်ဘက်လိလာရေးခီးစဉ်တိုင်းလိုလိုမှာစစ်တိုက်ဖို့မဟုတ်ဘဲသိပ်ပံရှာဖွေမှုအတွက်သိပ်ပံပညာရှင်တွေကိုထည့်သွင်းဆဲလွတ်ခဲ့ပါတယ်။နပိုလီယန်ကအီဂျစ်ကို1389မှာယူတော်ဖို့စစ်ချီတော့သူနဲ့အတူပညာရှင်165ယောက်ကိုခေါ်လာခဲ့ပါတယ်။ အများကြီးတဲကတခုကသူတို့ဟာအသိဆက်ဆက်ပညာရနယ်ပယ်တခုကိုတည်ထောင်ခဲ့တယ်။ Egypt ရေးရဗေဒ Egyptology ပါဘာသာတရားဘာသာစကားနဲ့ယုခဗေဒပညာရတွေအတွက်လည်းရေးပါတဲ့ပံ့ပိုးမှုများစွာပေးခဲ့ပါတယ်။1831မှာဗြိတိရှတောင်ရေတက်ကတောင်အမေရိကကမ်းရိုးတန်းနေဖောက်ကလန်ကျွန်းနေနဲ့လာပါကုစ်ကျွန်းစုတွေကိုမြေပုံဆွဲပုံဖော်ဖို့ HMS Vigal Demo ကိုဆင်လွတ်ပါတယ်။ တောင်အမေရိကတိုက်အပေါ်ဗြိတိန်ရဲ့နေချက်လက်တန်းကမြင်းမြန်စွာစုပ်ကိုင်းနိုင်ဖို့ဒီတုတအစ်စ်ကိုရေးတက်မတော်ကလိုအပ်နေတာပါ။သင်းမော့ကပတင်ကိုရိုင်းကအပျော်တမ်းသိပ္ပံပညာရှင်လမ်းမှာတွေ့ရနိုင်တဲ့ဘူမိပေဒါဖွဲ့တီးမှုတွေကိုလေ့လာဖို့သူခီးစင်မှာသူကဘူမိပေဒါပညာရှင်တယောက်ကိုခေါ်ဖို့ဆုံးဖြတ်လိုက်တယ်။သူ့ကံတမ်းမှုကိုပညာရှင်အဆင့်ဘူမိပေဒါတမတော်တော်များများကမြင်ပြီးနောက်ဆုံးမှာတော့အသက်22နှစ်သားပဲရှိသေးတဲ့ Cambridge ဘွဲ့ရလူငယ်လေးကို Captain ကဒီအလုပ်ပေးလိုက်တယ်။ Charles Darwin က American ဘုန်းတော်ကြီးဖြစ်ဖို့သင်ယူနေခဲ့တာဖြစ်ပေမဲ့မူမိပေရာနဲ့တဘာဝသိပ္ပံပညာရတွေကိုတမာကျန်းစာထက်ပိုပြီးသူကစိတ်ဝင်စားတယ်။ Captain Beard ဒီခွင့်ရေးကိုသူကအရယူလိုက်ပါတယ်။ဒီနာပိုင်းကတော့တမိုင်းဖြစ်ခဲ့ပါတယ်။ကပတင်ကစီရင်မြေပုံတွေခီးစင်မှာရေးဆွဲနေချိန်ဒါဝင်ကတော့မျက်မြင်ကိုယ်တွေအချက်အလက်တွေကိုစုဆောင်းနေကြတာပေါ့ဒါတွေကိုတွေးဆဆင်ခြင်လိုက်ပြီးတဲ့နောက်ဆုံးမှာစင်ငယ်ပြောင်းလဲမှု theory the theory of evolution ဆိုတာဖြစ်လာခဲ့တာပါပဲ 1969ခုဇူလိုင်20ရက်နေ့မှာ Neil Armstrong နဲ့ Buzz Aldrin တို့ကလက်ပါပေါ်ထိချခဲ့တယ်။ဒီခီးမတိုင်ခင် Apollo 17ရဲ့ဒီအာကာသယာဉ်မှူးနှစ်ယောက်ဟာ American ပြည်သားစုအနောက်ပိုင်းကလက်ကမာနဲ့အသွင်တူဒဲကန်နိုင်ရာထဲမှာလေ့ကျင့်ခဲ့ကြတယ်။ဒီနေရာက American ဒေသရင်းလူမျိုးစု Native American တွေနေတဲ့နေရာပါ။ ီဖြစ်ရကတော့တကယ်ဖြစ်ခဲ့တဲ့အကြောင်းတစ်ခုဒါမှမဟုတ်ယုံနံပုံမြင်တစ်ခုဖြစ်ခြင်းလည်းဖြစ်မဲ့ပေါ့လေအာကာသယင်မှုတွေနဲ့ဒေတာကန်တယောက်တွေ့တဲ့အကြောင်းကိုပြောပြထားတာပါသူတို့လေ့ကျင့်နေတဲ့တုန်းကမှအာကာသယင်မှုတွေနဲ့ဒေတာရဲ့အမေရိကန်ဖို့အတူဆုံမိတယ်။ဖို့ကသူတို့ကိုမလုပ်နေတာလဲလို့မေးတယ်။သူတို့ကလကဘာစီသွားမဲ့လေ့ကျင့်ရေးခီးစဉ်အတွက်လို့ပြန်ပြေတယ်။ဒါကိုဖို့ကကြားတော့သူခဏတော့ငြိမ်သွားတယ်။ပြီးမှသူ့အတွက်တခုကူညီပေးနိုင်မလားလို့မေးတယ်။ဖို့ဘာလုပ်ခြင်းလို့လဲလို့သူတို့ကမေးတယ်။ဒီလိုလေ ဒိုမျိုးနွယ်စုကလူတွေကလကဘာမှာမြင့်မြတ်သောဝိညာဉ်တော်များနေထိုင်ကြတယ်လို့ယုံကြည်ကြတယ်။အဲဒီတော့သူတို့စီကိုဒိုလူမျိုးတွေစီကအရေးကြီးတဲ့သတင်းစကားတစ်ခုကိုယူသွားပြီးပြောပြပါလား။ဘာသတင်းစကားများလဲလို့ယင်မှုတွေကမေးတော့ဘိုးကသူ့ဘာသာစကားနဲ့တစ်ခုခုကိုရေရွတ်တယ်ပြီးတော့အာဂါဒယင်မှုနှစ်ယောက်ကိုသူတို့မမှန်ကန်ကန်မမှီသွားတဲ့ဒီထက်ခါတလဲလဲရွတ်ခိုင်းနေ။အဲ့ဒါဘာကိုဆိုလိုတာလဲပြလို့ယင်မှုတွေကမေးတယ်။အိုးဒါငါမပြောပြနိုင်ဘူးဒါက လဘောကဝိညာဉ်တော်ရင်းနဲ့တို့မျိုးနွယ်စုတွေပဲတည်ရလျှို့ဝှက်ချက်တခုမှလို့ပါတဲ့သူတို့စကန်းကိုပြင်ရောက်တော့အာဂတယင်မှုတွေကအဖိုးပြောတဲ့ဘာသာစကားကိုပြောတတ်တဲ့သူတယောက်ကိုမရမကရှာတယ်ပြီးတော့ဒီလျှို့ဝှက်သတင်းစကားကိုဘာသာပြန်ခိုင်းတယ်သူတို့မှတ်မိတဲ့အတိုင်းအဖိုးပြောခဲ့တာကိုပြန်ပြောပြတော့ဘာသာပြန်သူကခွက်တိုးခွက်လန်းကြီးတော့တာပဲတဲ့သူအချိန်တက်လိုက်တော့မှယင်မှုတွေကဘာဆိုလိုတာလဲမေးတယ်သူတို့ဂယုဒိုင်မှတ်သားလာခဲ့တဲ့ဝက်ကြရဲ့အထိပယ်ကိုဒီလူကသူတို့ကိုဒီလိုရှင်းပြလိုက်ပါတယ် ီလူတွေပြောတဲ့စကားတခွန်းကိုမှမယုံလင်နဲ့သူတို့ကဝိညာဉ်တော်တို့ရဲ့နာမည်ကိုခုတ်ယူသိမ့်ပိုက်ဖို့လာတာလို့ရှင်းပြပါတယ်ခေတ္တရဲ့အရှာပွင့်သိမ့်ပိုက်စိတ်ဓာတ်ကိုကမ္ဘာမြေပုံတွေဖွံ့ဖြိုးတိုးတက်လာမှုနဲ့ကောင်းကောင်းပုံဖော်လို့ရပါတယ်ခေတ္တမတိုင်ခင်ဟိုးစောကြီးကလေးကယဉ်ကျေးမှုဓလိများစွာကကမ္ဘာမြေပုံတွေကိုဆွဲခဲ့ကြပါတယ်တိတာတာကတော့သူတို့တွေ ကမ္ဘာတစ်ခုလုံးကိုပြည်ပြည်စုံစုံမသိခဲ့ကြပါဘူး။အာဖရိကအာရှယဉ်ကျေးမှုတွေကအမေရိကကိုမသိခဲ့ဘူး။အမေရိကယဉ်ကျေးမှုကအာဖရိကအာရှကိုမသိခဲ့ဘူး။မြင်းနီးသေးတဲ့နေရာဒေသတွေကိုမြေပုံဆွဲရင်ခြံခဲ့တာဒါမှမဟုတ်စိတ်ကူးယဉ်ပြီးကြောက်စရာအမကန်းစရာဖြစ်ရတခုခုနဲ့ဖြစ်ဆွလိုက်တာပါပဲ။အဲသူတို့မြေပုံတွေမှာလွတ်နေတဲ့နေရာလို့မရှိဘူး။သူတို့ကကမ္ဘာကြီးတစ်ခုလုံးနဲ့ယဉ်နီးနေပါတလေလို့အထင်ခံရအောင်ပုံဖန်းခဲ့တာပါ။ 1459ခုနှစ်ကဥရောပသားတို့ရဲ့ကမ္ဘာမြေပုံမှာဆိုလို့ရှိရင်ဥရောပတိုက်ကမြေပုံရဲ့ဘယ်ဘက်ပေါ်ဘက်ထောက်မှာမြေထဲပင်လယ်နဲ့အာဖရိကတိုက်ကသူ့ရဲ့အောက်မှာအာရှတိုက်ကညာဘက်မှာအာဖရိကတောင်ပိုင်းလိုမျိုးဥရောပသားတွေလုံးဝမသိတဲ့ကမ္ဘာအစိတ်ပိုင်းတွေကိုဖော်ပြတဲ့အခါမှာတောင်မှမြေပုံကိုအသေးစိတ်ဖြည့်ဆွတ်ထားတာကိုတွေ့ရလိမ့်မယ်။ 15ရာစုနဲ့16ရာစုအတွင်းတွေမှာဥရောပသားတွေကကမ္ဘာမြေပုံတွေကိုနေရာလူတင်အများကြီးနဲ့စပီးဆွဲလာခဲ့တယ်။ဒါကတိတ်ပန်စိတ်ခြေကံတိုးတက်လာခြင်းနဲ့ဥရောပရဲ့နယ်ချေလိုမှုတွန်းအားကိုပြသနေတာပါ။မြေပုံလူတွေကစိတ်ဓာတ်ရေးရယူဝါဒရေးရထိုးဖောက်တိုးတက်လာခြင်းမှာဥရောပသားတွေဟာကမ္ဘာကြီးရဲ့ကြီးစွာသောအစိတ်ပိုင်းတွေကိုမသိသေးပါဘူးလို့ခက်ရှင်ရှင်ဝန်ခံလိုက်တာပါပဲ။ကိုလံဘတ်ကအရှိအာရှကန်းလွန်ကကျွန်းကလေးတစ်ကျွန်းပေါ်သူတို့ရောက်ခဲ့ပြီးထင်နေတာပါ အဲ့ဒီမှာတွေ့တဲ့သူတွေကိုသူကအိန္ဒိယလို့ခေါ်လိုက်တယ်အကြောင်းကသူထင်တာကအင်ဒီးစ်မြေထိုခေတ်ကအိန္ဒိယတိုင်ငယ်နဲ့ရှီတောင်အာရှကိုခေါ်တဲ့အမည်ဖြစ်ပါတယ်အဲ့ဒီအင်ဒီးစ်မြေပေါ်ကို ခြေချခဲ့ပြီလို့သူကထင်ခဲ့တယ်တကယ်တော့အခုကျွန်တော်တို့အရှေ့အင်ဒီးစ်ဟာအင်ဒိုနီးရှားကျွန်းစုလို့ခေါ်တဲ့ကုန်းမြေလို့ထင်တာပါကိုလံပတ်စ်က သူ့လက်ကျန်ဘဝတခြားလုံးဒီအလွဲကိုဆွဲမှတ်ယုံကြည်ခဲ့တာလုံးဝမသိသေးတဲ့တိုက်ကြီးတိုက်ကိုရှာတွေ့ခဲ့တယ်လို့သူရောသူခေကလူအများအတွက်ကိုယုံကြည်ဖို့ခက်ခဲပါတယ်အကြီးကျယ်ဆုံးတွေးခေါ်ရှင်နေတဲ့ပညာရက်တွေမားဖို့မရှိတဲ့ကျန်းစာတွေအလုံးကဥရောပအာဖရိကနဲ့အာရှတိုက်တွေကိုပဲနှစ်ထောင်ပေါင်းများစွာတိခဲ့တာဖြစ်တယ်သူတို့တွေအလုံးမှားခဲ့တာလားတမကျန်းစာကကဘာကြီးရဲ့တချမ်းလုံးအောင်ကြံခဲ့ပါမလားဒါကပမာထိုင်းပြောရရင်1969ခုနှစ်လကဘာစီသွားလမ်းမှာ ကဘာကိုလှဲ့နေတဲ့အရင်ကမသိသေးတဲ့ဂျိုယန်နှလုံးကိုအပိုလို7ကဝင်တိုက်မိတယ်လို့ပါပဲ။သူ့မသိမှုကိုဝင်မခံတော့ကိုလံပတ်စ်ကအလက်ခေလူသားတယောက်လိုပဲပြောရမှာပေါ့။သူယုံကြည်နေတာကဒီကဘာလုံးကိုသူသိပြီးသားလို့ဆိုတော့သူ့ရဲ့သမိုင်းဝင်ရှာတွေ့မှုကြီးကတော့သူ့ကိုကဘာကြီးကြောင့်မသိသေးပါဘူးလို့လက်ခံသွားအောင်မလုပ်နိုင်ခဲ့ဘူး။ ထမအောင်ခေတ်တဲ့လူသားကအမေရိကိုဘတ်စ်ပူချီဖြစ်ပါတယ်။ဒီအီတလီလူမျိုးတင်မောသားက1499နဲ့1504ခုအကြားအမေရိကကိုအချိန်ချင်းသွားခဲ့တဲ့လေလာကြီးတွေမှာပါခဲ့တယ်။1502နဲ့1504ကြားမှာဒီခီးတွေအကြောင်းစာနှုတ်ကိုဥရောပမှာပုံနှိပ်ထုတ်ဝေခဲ့တယ်။ဒါတွေဟာသူရေးတာလို့ယူဆကြတယ်။ ကိုလံဘတ်တွေ့ခဲ့တဲ့နယ်မြေသစ်တွေကရှေ့အာရှကမ်းလွန်ကကျွနေမဟုတ်ပဲကျန်းစာတွေကန်ဒဝင်ပထူဝင်စရာတွေခေပြန်ဥရောပသားတွေမသိသေးတဲ့တိုက်ကြီးတိုက်သားဖြစ်တယ်လို့ဒီစာတွေကအခိုင်အမာညင်းဆိုတယ်။ဒီညင်းဆိုချက်တွေကိုယုံကြည်ပြီးတော့ထင်ကရမြေပုံစရာမာတင်ပက်ဂျီမူလာက1500ခွန်မှာကမ္ဘာမြေပုံသိက္ခာထုတ်ဝေတယ်။ဒီမြေပုံကဥရောပရဲ့ အနောက်ဖက်ရွက်လွင်ခဲ့တဲ့တင်းမောတွေစိုက်ကတ်ခဲ့တဲ့တီးခြားတိုက်ကြီးတိုက်ကိုဖော်ပြတဲ့ပထမဆုံးမြေပုံဖြစ်လာခဲ့တယ်။မြေပုံဆွဲပြီးဒီနေရာကိုနာမည်ပေးဖို့လိုလာတယ်။အမေရိကိုဘတ်စပူချီကဒီတိုက်ကိုစပြီးတွေ့ရှိတာမဟုတ်လို့သူ့ကို wet simula ကအမှန်မှားပြီးတော့သူ့ကိုကွန်ပျူတာအနေနဲ့အမေရိကလို့အမည်ပေးခဲ့ပါတယ် wet simula ရဲ့မြေပုံကလူကြိုက်များလာပြီးတော့မြေပုံဆရာများပြားကကူးဆွဲကြတယ်တိုက်တင်ကြီးကိုသူပေးခဲ့တဲ့နာမည်ကလည်းပြန်သွားတယ် ငါတို့မသိဘူးဟေ့လို့ပြောဖို့တတိရှိတာတစ်ခုနဲ့ကြော်ကြားဖို့အားထုတ်ခဲ့တဲ့အများတိတ်မသိတဲ့အီတလူမျိုးတစ်ယောက်ကိုဂုံပြူပြီးကဘာကြီးရဲ့လေးပုံတပုံတိုက်ကြီးခုနှစ်တိုက်ထဲကနှစ်တိုက်ကိုနာမည်ပေးခဲ့တာလှပတဲ့တရားမျှတမှုလို့ပြောနိုင်ပါတယ်။အမေရိကကိုတွေ့ရှိမှုကတိတ်ပန်ခေပြောင်းအတွက်အခြေခံကြတဲ့ဖြစ်ရပါဒါကဥရောပသားတွေကို ဒလိဟောင်းတွေထက်မြန်မာတွင်းရှိချက်တွေကိုမျက်နှာသာပိုပေးဖို့တင် जा ခဲ့ပါတယ်။ဒါရမကအမေရိကကိုတိမ့်သွင်းမှုဆန္ဒကသူတို့ကိုဘူသူဒတစ်တွေအပူတပြင်းရှာဖွေဖို့တွန်းအားပေးလိုက်ပါတယ်။နယ်မြေသစ်များစွာကိုချုပ်ကန့်ခြင်းနဲ့ဆိုရင်ဒီတိုက်သည့်ရဲ့ပထဝီဥတုရာသီဒေတာရင်းအပင်နဲ့ဒရိဇန်တွေဘာသာစကားဒလိသမိုင်းနယ်ဆိုင်ရာအချက်အလက်အစ်စ်တွေများကြီးကိုစုဆောင်းရမယ်။ ခရိယန်ကျမ်းစာများခေဟောင်းပထဝီစာအုပ်များနဲ့ရှေးနှုတ်ပြောတလိတွေကဒါအတွက်တိတ်အကူကြီးမပေးနိုင်ပါဘူးဒီချိန်ကစားလို့ဥရောပပထဝီစာတွေအပြင်네ဘယ်အားလုံးလိုလိုကပညာတတ်တွေကနောင်ဖြစ်စရာရှိရင်ဖြစ်လို့ရအောင်နေရာလူတွေခြံပြီးမြေပုံဆွဲတဲ့အကျင့်ကိုစပြီးရလာပါတော့တယ်သူတို့တွေးရှိချက်တွေ theory တွေကလုံးဝအုတ်တုံပြည့်စုံမှုမရှိပါဘူးသူတို့မသိတဲ့အရေးပါတဲ့အရာတွေလည်းရှိပါသေးတယ်လို့လည်းဝန်ခံတတ်လာပါတယ်1459တုန်းက ကမ္ဘာမြေပုံမှာတိုက်တွေကျွနေတဲ့အသေးစိတ်ရှင်းလင်းချက်တွေနဲ့ဖြစ်နေပေမဲ့1525ဆာဗီယာတီရဲ့ကမ္ဘာမြေပုံမှာတော့ပလာချင်းနေပါတယ်။အမေရိကကန်ယူတန်တလျှောက်တောင်ဘက်ကိုကြိလာလိုက်မယ်ဆိုရင်အဆုံးမှာဘာမှရှိမနေဘူး။ဒီမြေပုံကိုကြိမိတဲ့စူးစမ်းလိုစိမ့်နေနေရှိတဲ့သူတယောက်ကမေးချင်မေးလိမ့်မယ်။ဒီအမှတ်နေရာကလွန်သွားရင်ဘာရှိလဲလို့မြေပုံကအပြေမပေးပါဘူး။ကြိမိသူကိုကိုယ်တိုင်ရွက်လွင့်ပြီးရှာဖွေဖို့ပဲဖိတ်ခေါ်နေပါတယ်။မြေပုံပေါ်ကကွက်လန့်နေရာတွေက တန်လိုက်တွေလိုပဲဥရောပသားတွေကိုဆွဲခေါ်ပြီးများမကြခင်မှာပဲကွက်လက်တွေကိုစဖြည့်စေပါတယ်15နဲ့16ရာစုတွင်းမှာဥရောပရဲ့လိလာကြီးတွေကအာဖရိကတိုက်ကိုပတ်သွားတယ်အမေရိကတိုက်ကိုစူးစမ်းတယ်ပစိဖိတ်နဲ့အိန္ဒိယသမုဒ္ဒရာတွေကိုဖြတ်တယ်ခြေဆက်စခန်းတွေနဲ့ကိုလိုနီနယ်တွေကဘာနဲ့တည်ထောင်တယ်တကယ့်ကိုပထမဆုံးကဘာလုံးချီတဲ့အမ်ပါယာတွေကိုတည်ထောင်ပြီးကဘာလုံးချီတဲ့ ကုန်သွယ်ရေးကွန်ရက်ကိုပထမဆုံးချိတ်ဆက်နိုင်ခဲ့ပါတယ်။ဥရောပနယ်ချဲ့ကြီးစင်တွေကကမ္ဘာတမိုင်းချောင်းကိုပြောင်းလဲခဲ့တယ်။တီးခြားလူမျိုးတွေဓလိတွေရဲ့တမိုင်းစဉ်တစ်ခုဖြစ်ကနေတစုတစည်းတဲ့သောလူသားတိုင်းဝိုင်းရဲ့တမိုင်းဖြစ်လာခဲ့ပါတယ်။ဥရောပရဲ့ရှာဖွေသိမ့်ပိုက်ခီးစင်တွေက ဒီခီးတွေဘယ်လောက်ထူးခြားပြောင်မြောက်တယ်လဲဆိုတာတကယ်တော့ဒီလိုဖြစ်ပြက်မျိုးအရင်ကတကားမှာကိုအောင်လာရေးအတွက်တိုက်ပွဲဝင်နေဆိုတာတဘာဝအပြင်ကျွန်တော်တို့တဲ့ရင်းနှီးလို့နေတော့အပေါ်ရန်ရှက်ကြည့်မိတတ်ပါတယ်မဖြစ်ခဲ့ဘူးတာပါခီးဝဲထွက်ပြီးစွန့်စားလေးရှိတာမျိုးမဟုတ်ပါဘူးတမိုင်းတခြားလူမျိုးနယ်စုတွေကဒေတာရင်းပတိပက္ခတွေအိမ်ကြီးချင်းတွေနဲ့ရံပက်ဖြစ်တာတွေနဲ့လှုပ်ရှုံနေကြတော့ဝေးလံတီခောင်းတဲ့နယ်မြေတွေကိုစူးစမ်းပြီးတိုင်းပိုက်ဖို့ဆိုတာတကားမှာမစဉ်းစားခဲ့ကြဘူးကြီးကျယ်တဲ့အန်ဖာရာအများစုက တို့ရဲ့နယ်ချင်းဆက်နေတဲ့နေရာတွေကိုတင်ပါရင်မဲ့ချက်ထွင်ခဲ့ကြတာသူတို့နယ်ဝေးကြီးတွေရောက်နိုင်ခဲ့တယ်ဆိုတာကလည်းထိဆက်နေတဲ့နယ်တွေကိုပြန်ကားလာရင်းနဲ့ပဲရောက်ခဲ့ရတာယောမအန်ဖာရာကိုကာကွယ်ဖို့ယောမသားတွေကအထရီယာကိုအောင်းနိုင်ခဲ့တယ်။မှန်းချီကတော့350-300 BC ကြပဲ။အထရီယာကိုကာကွယ်ဖို့ပိုတောင်ကြားကိုတိုက်ခတ်ခဲ့တယ်။မှန်းချီက200 BC ။ပိုတောင်ကြားကိုကာကွယ်ဖို့ Provence ကိုတိုက်ခိုက်တယ်။မှန်းချီက120 BC Provence ကိုကာကွယ်ဖို့ ခေါင်းကိုတိုက်တယ်မှန်းချေက90ဗီစီခေါင်းကိုကကွယ်ဖို့ printing ကိုတိုက်တယ်မှန်းချေက8090ယောမကနေလန်ဒန်ကိုရောက်ဖို့နှစ်လေးရာကြာခဲ့တယ်350ဗီစီမှာယောမကနေ printing ကိုဓာတ်ရိုက်ရွှဲလွှင့်ပြီးတော့တက်သိမ့်မယ်လို့ဘယ်ယောမသားကောင်းကတွေးဆမိခဲ့ပုံမရပါဘူးရီမန်းချက်ကြီးမတဲ့ဘရင်စွန့်စားသူတယောက်တလေကခီးဝင်းနှင်ပြီးနေသိမ့်နေဆိုတာရန်ဖန်ရန်ကားပဲရှိခဲ့ပါတယ်ဒါပေမဲ့ သူတို့ကထက်ထက်သွားဘူးထားတဲ့နယ်ချက်ဂုံတယ်လန်းချောင်းတိုင်းမှာလိုက်ကြတာများပါတယ်ဥမာမာအလက်ဇန္ဒားပြင်ရဲ့တိုက်ဝဲစဉ်ကအမ်ဖာရာအသင်းထူထောင်နိုင်ခြင်းမရှိဘဲဖာရှန်တွေရဲ့ရှိရင်ဆွဲအမ်ဖာရာကိုပဲတင်သွင်းခဲ့တာပါအသင်းနဲ့ရှေးရီတဲ့အမ်ဖာရာတွေနဲ့ဆလေးရာစုမှာကာသစ်အင်ဒိုနီးရှားနယ်မြေများပြားကိုတိုက်ပိုက်ထားခဲ့တဲ့အလက်ကမဂျပိုက်ရီရက်အမ်ဖာရာတို့က ဖြစ်တဲ့ဥရောပအမ်ဖာရာတွေရဲ့ရှေ့ဆောင်အမ်ဖာရာတွေပါဒီလိုအမ်ဖာရာတွေဒီပင်သူတို့မသိတဲ့ပင်လယ်တွေကိုစွန့်စားသွားတာရှားပါပါတယ်ခေတ်တဲ့ဥရောပသားတွေရဲ့ကဘာနဲ့စွန့်စားမှုနဲ့ရှင်တော့သူတို့ရဲ့ရေချောင်းစွန့်စားမှုတွေကဒေသတွင်းစွန့်စားမှုတွေသာဖြစ်ခဲ့ပါတယ်တယောက်မင်းမင်းဆက်ကရေတပ်ဗိုလ်ချုပ်ဂျန်ဟီရဲ့ရေချောင်းခီးတွေကဥရောပသားတွေရဲ့စူးစမ်းရှာဖွေမှုခီးတွေအတွက်လွှမ်းမိုးမှုရှိခဲ့ပြီးရှေ့ဆောင်လမ်းပြဖြစ်ခဲ့တယ်လို့ပညာရှင်များပြားကငင်းချက်ထုတ်ပါတယ်တထောင် 405ခုနဲ့1433ခုကြားဗိုလ်ချုပ်ကြံကအီယာမရေတပ်ကြီးခုနှစ်တပ်ကိုဥဆောင်ပြီးကျုပ်ပြည်ကနေအိန္ဒိယသမုဒ္ဒရာရဲ့အစွန်ဖျားတွေစီထိချီတက်ပါတယ်ဒီခီးတွေတဲကတခုဆိုတေမောစီရေ3000နဲ့လူ3000နီးပါးပါဝင်ခဲ့တဲ့အင်ဒိုနီးရှားသီရိလင်ကအိန္ဒိယပါရှန်ပင်လယ်ကွေပင်လယ်နီနဲ့အရှေ့အာဖရိကအထိကိုသူတို့ရောက်ခဲ့ပါတယ်တရုတ်တင်မော်တွေက sorry arabia hijet ရဲ့အဓိကပင်လယ်နီစိတ်ကမ်းဖြစ်တဲ့ဂျရာကိုရောက်ရှိခဲ့တယ်ကင်ညာကန်ယိုဒန်ဘော်က မယ်လင်ဒီကိုစိုက်ကတ်ခဲ့တယ်။1492ခုကိုလံပါးရဲ့ရေလန်းခီးမှာတင်းမောငယ်၃စီးနဲ့တင်းမောသား120ပဲပါဝင်ခဲ့တယ်။ဂျန်ဟီးရဲ့ငကားအုပ်ကြီးနဲ့ရှင်တော့ချင်းလေး၃កောင်ပါပဲ။သို့တော်လည်းအရေးကြီးတဲ့ကွာခြားချက်တစ်ခုရှိပါတယ်။ဂျန်ဟီးကပင်လယ်တွေကိုလေ့လာပြီးတော့တရုတ်ဘက်တော်သားဘရင်တွေကိုကူညီပေးခဲ့ပေမဲ့သူရောက်ခဲ့တဲ့အတိုင်းပြည်တွေကိုတိမ့်သွင်းဖို့ကိုလိုနီပြုဖို့မကြိုးစားခဲ့ပါဘူး။ဒါအပြင်ဂျန်ဟီးရဲ့လေလာရေးခီးတွေကတရုတ်နိုင်ငံရေးနဲ့ရင်ကျင်းမှုပေါ်မှာနက်နက်နဲနဲအမြင့်တွယ်နေတာမဟုတ်ပါဘူး။ 1430ကျော်ကာလပြီးခင်မှာအုပ်ချုပ်ရေးပြောင်းလဲဖြစ်တဲ့အခါအရှင်သခင်အစ်စ်တွေကလိလာရေးခီးစဉ်တွေကိုရုတ်တရက်ရက်ဆန်းလိုက်ပါတော့တယ်။အီယာမတင်မောတက်ကြီးကိုဖြိုဖျက်ချလိုက်ပြီးရေးပါလာတဲ့ဤပညာပထူဤဆိုင်ရာတုတ္တတွေဆုံးရှုံးသွားခဲ့တယ်။ကျန်ဟီလိုထဲဝါမှု ပုံစံမျိုးနဲ့တရုတ်ပြည်စိတ်ကန်းတစ်ခုကနေဘဲစူးစမ်းရှာဖွေသူမှထပ်ပြီးထွက်ပေါ်မလာတော့ပါဘူး။နောက်လာမယ့်ရာစုနှစ်တွေကတရုတ်ပြည်တွေကတော့ သူတို့ရှိကတရုတ်ပြည်တွေလိုပဲသူတို့စိတ်ဝင်စားမှုနဲ့ရီမန်းချက်တွေကိုဘိုးနိုင်ငံတော်ပတ်ဝန်းကျင်ဒေတာတဝိုင်းမှာပဲကန့်သတ်ထားခဲ့ကြပါတယ်။ဥရောပကနီးပညာပိုင်းထူးထူးကဲကဲအသာစီးများခဲ့ဘူးလို့ဂျန်ဟီခီးစင်တွေကတက်သေးထူနေပါတယ်။ဥရောပသားတို့ကိုထူးကဲသွားစေတာကနယ်မြေစူးစမ်းဖို့နဲ့တိုက်ခိုက်သွင်းသွင်းဖို့ငံ့မပြေတဲ့သူမတူတဲ့သူတို့ရဲ့ရီမန်းချက်တွေပါပဲ။ သူတို့ဆွမ်းဆောင်နိုင်ကောင်းဆွမ်းဆောင်နိုင်ခဲ့မှာဖြစ်ပေမဲ့ရောမသားတွေကအိန္ဒိယဒါမမို့စကင်နီနီဗီးယားကိုတည်ယူဖို့ဘယ်တော့မှမကြိုးစားခဲ့ပါဘူး။ပါရှန်တွေကမဒါဂတ်စကာဒါမမို့စပိန်ကိုတရုတ်တွေကအင်ဒိုနီးရှားဒါမမို့အာဖရိကကိုတည်ယူဖို့မကြိုးပမ်းခဲ့ကြပါဘူး။တရုတ်ဧကရာဇ်အများစုကနီနီနနာကဂျပန်ကိုတောင်တည်ဖို့ခြံထားခဲ့ပါတယ်။ဒါနဲ့ပတ်သက်ပြီးထူးထူးခြားခြားပြောဖို့မရှိပါဘူး။ထူးခြားတဲ့ကိစ္စကခေတ်သစ်ဦးဥရောပသားတွေမှာစိတ်လှုပ်ရှားတဲ့ရောဂါဆွဲကပ်နေခြင်းမှာ ဒီယောဂါကသူတို့ကိုဝေးကြီးရွံ့လွင့်စေပြီးလူစိမ်းတွေအများပြားရှိတဲ့လုံးဝမသိသေးတဲ့နယ်မြေတွေကိုသွားရောက်ဖို့ကမ်းခြေတွေပေါ်ခြေချလိုက်ပြီးတာနဲ့ချက်ချင်းဒီနယ်မြေတွေအားလုံးကိုငါရှင်ပြင်အတွက်ငါရယူလိုက်ပြီးဟေ့လို့အဟစ်စီခဲ့ပါတယ်။နောက်တစ်ပိုင်းကိုဆက်လက်တင်ဆက်မှာပဲဖြစ်ပါရဲ့ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျွန်မတူတာပါ။